က်စင်းနေတဲ့ဟင်းဝင်ရဲ့မိသားစုကြောင့်တွက်ချေမကြိုက်တော့ပဲဆိုင်ပရိုမိုရှင်းပွဲတွေတက်ကငွေရှာနေရတဲ့ဆိုဖြစ်တဲ့စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်မင်္ဂလာဆောင်အပြီးမှာဟန်နီမွန်မထွက်ရပဲဆိုင်ပရိုမိုရှင်းပွဲတွေတက်ပြီးတော့ငွေရှာနေရဆိုပြီးအားလုံးတနာချင်းခံနေရတာကတော့ဆိုဖြစ်တဲ့စဉ်မှာဆိုဖြစ်တဲ့စဉ်ဟာမြန်မာရုပ်ရှင်လောကမှာအောင်မြင်မှုမှတ်တမ်းတွေစိုက်ထူခဲ့တဲ့ထုတ်လုပ်ရေးကုမ္ပဏီဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တွေဖြစ်တဲ့ဟင်းဝင်ရဲ့မိသားစုနဲ့လက်ထပ်လိုက်တာကြောင့်ပရိသတ်တွေကဒီမင်းသမီးလေးတော့အပိုင်ချောင်နဲ့စိန်ကြောက်သွားပြီးဆိုပြီး ခင်ကြေးပေးခဲ့ကြပါတယ်။အမှန်မှာပဲမင်္ဂလာပွဲကို6ပွဲတိတိခန်းခန်းနာနာကျင်းပခဲ့တာကအများသူကမလုံနိုင်တဲ့ကြီးကျယ်ခံထားတဲ့ဂုဏ်ဒရကြီးတစ်ခုဖြစ်ပါတယ်။ ။ပုံမှန်အားဖြင့်ဆိုရင်ချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေနဲ့လက်ထပ်လိုက်တဲ့ထိတ်တန့်မင်းသမီးတွေဟာအနုပညာအလုပ်ကိုဖြည်းဖြည်းချင်းလျှော့ချပြီးတော့နိုင်ငံခြားခရီးတွေထွက်အပန်းဖြေစိမ်းနဲ့နေထိုင်တတ်ကြပါတယ်။ဒါပေမဲ့အစိုးရတစင်းနဲ့ဟင်းဝင်ရန်တို့ဇုံတွေကတော့ဒီလိုမဟုတ်ခဲ့ပါဘူး။မင်္ဂလာပွဲကြီးပြီးပြီးချင်းရပိုင်းတွင်မှာပဲသူတို့ဇုံတွေဟာဟန်နီမွန်ခရီးစဉ်ကိုမထွက်ဘဲရန်ကုန်နဲ့မန္တလေးအပါအဝင်မြို့တွေကဆိုင်ပရိုမိုရှင်းပွဲတွေဖွင့်ပွဲအခမ်းအနားတွေကိုမနာတမ်းလိုက်လံတက်ရောက်နေတာကိုတွေ့ရပါတယ်။အထူးသဖြင့်တော့ရွှေဆိုင်ပွဲတွေမှာမရှိမဖြစ် တွေ့နေရတာပါပြည်သူတွေကလည်းဆိုပြတဲ့စင်ကိုမြင်နိုင်စိန်နဲ့မနေရဘူးလားဒီလောက်ချမ်းသာတဲ့ရောက်ခမရပြီးတော့ဘာလို့ဒီလောက်ပင်ပန်းနေရတာလဲဆိုပြီးတနာကိယုနာတနေကြပါတယ်ဒီနေရာမှာပြည်သူတွေကြားတဲ့ကထွက်လာတဲ့ထင်ကြီးတခုကတော့အတော်လေးမဖြစ်နိုင်တဲ့အချက်တခုပါ အဲ့ဒါကတော့ဟိမရဲ့နမီသားစုဟာတကယ်တမ်းကက်ဆင်းနေလို့စိုးပြေသစဉ်တယောက်တွက်ချိန်မကိုက်ပဲငွေရှာနေရတာဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါဒီလိုပြောရချင်းရဲ့အကြောင်းရင်းကမင်္ဂလာ၆ပွဲကိုခန်းနားအောင်လုပ်ခဲ့ပေမဲ့ဇိန်နဲ့နေရမယ့်ချိန်မှာဇိန်မပေးဘဲချက်ချင်းအလုတ်ခိုင်းနေနိုင်ငံခြားခရီးစဉ်ကိုဟန်နီမွန်မသွားဘဲကလေးယူမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖြတ်သိမ်းပြီးတော့ချက်ချင်းငွေဝင်မဲ့ပရိုမိုရှင်းပွဲတွေကိုဦးစားပေးစေခိုင်းနေ အိမ်ထောင်ကြပြင်ဇနီးတဲ့ကိုတီးတန်းစေဟိတ်ပေးသင့်ပေမဲ့အဲ့ဒီလိုမပေးဘဲကိုရဲ့အမှုပညာအရှိန်ဝါနဲ့ကိုကိုပြန်ရှာခိုင်းနေတယ်လို့ဖြစ်နေတယ်။တချို့ကတော့သူတို့ဆောင်တွေဟာနောင်မွေးလာမဲ့သားသမီးတို့ငွေရှာနေရပါလို့ကောင်းမွန်စွာရှုမြင်ကြပါရယ်။ဒါပေမဲ့နောက်တစ်ဖက်ကတော့ဟင်းဝီရန်တို့မိသားစုဟာတထေးချင်းအမိခံမှုအတွက်မင်္ဂလာပွဲကိုအကုန်ကြခံခဲ့ပေမဲ့လက်ထပ်ပြီးရဲ့နောက်မှာတွက်ချိန်မကိုက်ဖြစ်လာတာကြောင့်ချွေးမဖြစ်သူဆိုးဖြစ်တဲ့စဉ်ရဲ့နာမည်ကိုသုံးပြီးပွဲကြီးတွင်လည်းကုန်ကြစိတ်ကိုပြန်ကာနေသလားလို့တန်ရဝင်နေကြတာဖြစ်ပါရယ်။ ဆိုပြတဲ့ဇင်ဟာမြန်မာရုပ်ရှင်လောကမှာအောင်မြင်မှုမှတ်တိုင်တွေ site ထူခဲ့တဲ့ထုတ်လုပ်ရေးကုမ္ပဏီဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တွေဖြစ်တဲ့ဟိမဝရန်တို့မိသားစုနဲ့လက်ထပ်လိုက်တာကြောင့်ပရိသတ်တွေကဒီမင်းသမီးလေးတော့အပိုင်ချောင်နဲ့စိန်ကြသွားပြီဆိုပြီးထင်ကြေးပေးခဲ့ကြပါတယ်ဒီလိုဆိုရင်ဆိုပြတဲ့ဇင်တယောက်ချမ်းသာကြွားသူနဲ့လက်ထပ်လိုက်ရပေမဲ့စိန်နဲ့မနေရပဲပူပြီးတော့တောင်ပင်မနဲ့ဘဝကိုရောက်ရှိသွားတယ်လို့ဖြစ်နေပါပြီဒီဖြစ်ပျက်ကိုကြည့်ပြီးတော့ပရိသတ်ကြီးတို့ဘလို့မြင်ပါသလဲဟိမဝရန်တို့မိသားစုကကက်စင်းနဲ့လို့ဆိုပြတဲ့ဇင်ကငွေရှာနေရတာလား ောင်းဒါမှမဟုတ်သူတို့ဆောင်တွေဟာတာဝန်သိစွာနဲ့ကလေးယူဖို့အတွက်အားကျုံးမှန်တဲ့ငွေကြီးစုဆောင်းနေတာသက်သက်ပဲလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးအပ်ပေးခဲ့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်